ီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကော်မရှင်ရေတပ်နဲ့စစ်ရေးလေ့ကျင့်ခန်းပူးတွဲပြုလုပ်ဖို့ရုရှားစစ်ရေးရင်တုံးစင်ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကော်မရှင်ရေတပ်နဲ့စစ်ရေးလေ့ကျင့်ခန်းပူးတွဲပြုလုပ်ဖို့ရုရှားစစ်ရေးရင်တုံးစင်ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီစစ်တင်မော်တုံးစင်ကတော့ free gate စစ်ရေးရင် ကော်ဘက်စစ်ရေရင်နဲ့ထောက်ပံ့ရေးရေရင်တို့ဖြစ်ကြပြီးရန်ကုန်မြို့ရှိတိလဝါစိတ်ကန်းကိုနိုဝင်ဘာ10ရက်ညနေပိုင်းကဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ရုရှားနိုင်ငံရုရှားရေတပ် Pacific Fleet ကစစ်ရေရင်၃စင်းမြန်မာရေတပ်နဲ့အတူစစ်ရေလေ့ကျင့်ဖို့အခုတစ်ချိန်နဲ့ဆိုရင်တတိယအကြိမ်မြောက်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ အကြံဖက်စစ်ကော်မရှင်ရေတပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်အထိကပ်ပလီပင်လယ်မြောက်ပိုင်းမြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်မှာဖြစ်ပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်ခန်းမှာရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။အကြံဖက်စစ်ကော်မရှင်ရေတပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်အထိကပ်ပလီပင်လယ်မြောက်ပိုင်းမြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်ရေးကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်ရေးမှာရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ရေးတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်စစ်ရေးလေ့ကျင့်ရေးပြုလုပ်မဲ့နေရာကတော့ကပူစာကျွန်းအနောက်ဘက်၁၀မိုင်အကွာကစပြီးရေမိုင်60ပတ်လည်အကျယ်အဝန်းအတွင်ပြုလုပ်သွားမယ်လို့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မြန်မာစစ်အုပ်စုရဲ့ပြန်ကြားရေးဝင်ကြီးဌာနကထုတ်ပြန်ချက်ထဲမှာတော့ရုရှားရေတပ် Pacific Fleet က Frigate စစ်ရေရင် ကော်ဘက်စစ်ရေရင်နဲ့ထောက်ပံ့ရေရင်တို့ဟာမြန်မာနိုင်ငံကိုတတိယအကြိမ်မြန်မာရုရှားနှစ်နိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာလက်ကျင့်ရေးဆောင်ရွက်ဖို့နဲ့ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ရောက်ရှိလာတာလို့ဖော်ပြထားပါတယ်ရှင်။